်မဲဆွေစင်ကပေးခဲ့တဲ့ကတိအတိုင်းပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းမဲ့အထူးအမိန့်ကို American သမ္မတ Donald Trump ကမတ်20ရက်မှာလက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်းအင်ဗျူရောကပြောလိုက်ပါတယ်အဲ့ဒီဌာနကို Trump ဆိုရကမဖြတ်သိမ်းရေးနဲ့ဝန်ထမ်းထောက်ဝက်နှီးပါးကိုမထုတ်ပယ်စေရေးဒီမိုကရက်ပြည်နယ်ဆိုရရှေ့နေချုပ်တွေကပြီးခဲ့တဲ့သတင်းပတ်မှာတရားစွဲဆိုခဲ့ပြီးစိန်ခေါ်ထားပါတယ် အမေရိကန်နိုင်ငံသားတွေအားကိုးအားထားပြုနေကြရတဲ့အကျိုးခံစားခွင့်တွေစီမံကိန်းတွေနဲ့ဝန်ဆောင်မှုတွေအနောက်ရှက်မဖြစ်စေရေးထိရောက်စေရေးတည်ကြအောင်ဆောင်ရွက်ရမှာဖြစ်ပြီးပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းဖို့အခုလိုညွှန်ကြားချက်ကိုပညာရေးဝန်ကြီးလင်နာမက်မာဟွန်တန်ညွှန်ကြားထားတာဖြစ်ပါတယ်။ဒီအထူးညွှန်ကြားချက်ကိုမတ်လဇန်ပိုင်းကလေးကစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။တမနာထရန့်ကပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းဖို့အကြိမ်ကြိမ်တောင်းဆိုထားပြီးကြီးကြီးမားမားလိန်လည်နေတဲ့အလုပ်လို့ပြောဆိုထားပါတယ်။ အဲ့ဒီဝင်ကြီးဌာနကိုထရန့်ကသူ့ရဲ့ပထမယာတုတက်တန်းအတွင်းပိတ်သိမ်းမှုအဆိုပြုခဲ့ပေမဲ့လွှတ်တော်ကလိုက်ပါဆောင်ရွက်မှုမရှိခဲ့ပါဘူး။သူ့ရဲ့ Republican Party ဝင်အပေါင်းပါတွေကပညာရေးဝင်ကြီးဌာနရဲ့ဩစာလွှမ်းမိုးမှုနဲ့ရန်ပုံဝင်ကိုတားဆီးဖို့ကြိုးပမ်းနေကြတာကြားပြီးဖြစ်ပါတယ်။ WWE နိုင်ငံပြိုင်ပွဲပူးတွဲတီထောင်သူအမှုဆောင်အရာရှိဟောင်းမတ်မာဟွန်ကထရန့်ရဲ့ဌာနပိတ်သိမ်းမဲ့အစီအစဉ်ကိုကန့်ကွက်ထားပေမဲ့ဝင်ငွေနှဲပါတဲ့အကြောင်းတွေနဲ့အကြောင်းသားတွေပညာဆက်လက်တင်ကြားနိုင်ရေးလွှတ်တော်ကတင့်တော်တယ်လို့ရမ်ငွေရရှိအောင်ဆောင်ရွက်ပေးမယ်လို့ပြည်ပြူထားပါတယ် ចောင်းသားတွေအတွက်ချင်းွေတွေနဲ့ပတန်စွမ်းကလေးတွေအတွက်ဝန်ဆောင်မှုတွေကိုဥပဒေအဖြစ်တပေါင်းတစည်းတည်းပြဋ္ဌာန်းပြီးဆက်လက်ပေးရသွားမှာဖြစ်တယ်လို့ Trump ရဲ့အထူးညွှန်ကြားချက်ကိုတည်ထားတဲ့သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ Trump နဲ့သူ့ရဲ့ဘီလီယံနာအကြံပေး Elon Musk တို့ကအစိုးရအေဂျင်စီတွေနဲ့စီမံကိန်းတွေကိုလွှတ်တော်ရဲ့ခွင့်ပြုချက်မယူဘဲပိတ်သိမ်းမှုကြိုးပမ်းနေပြီးနိုင်ငံတကာဖွံ့ဖြိုးမှုအမေရိကန်အကူအညီပေးရေးအေဂျင်စီကိုလည်းဖျက်သိမ်းခဲ့ပေမဲ့ပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းတာဟာပထမဆုံးဝန်ကြီးဌာနအစအေဂျင်စီကိုဖျက်သိမ်းမှုဖြစ်လာမှာဖြစ်ပါတယ်။